အကြီးတွေချောပြီးတော့အငယ်တွေဆက်မရှိကြတဲ့ဥပညာရှင်မောင်နှမများပရိသတ်ကြီးဥပညာမှာတော်ဖို့တက်ဖို့ဆိုတာစနစ်လုံးလားရှိဖို့လိုအပ်ပါရဲ့နော်အနုပညာရှင်တိုင်းလည်းမအောင်မြင်နိုင်သလိုတခါတလေဖက်ဖက်ကပြည့်စုံနေတဲ့သူတွေဆက်မရှိတော့အောင်မြင်မှုနဲ့ပါလာကြတာဖြစ်ပါရဲ့ဒီတော့မောင်နှမတွေညီမတွေလည်းဖြစ်ကြတဲ့အကြီးတွေလားမအောင်မြင်မဲနဲ့ဆက်မရှိဘဲနဲ့လွတ်လပ်တဲ့ဘဝမှာပျော်ရွှင်နေကြတဲ့သူတွေတွေကိုပြောပြပေးမှဖြစ်ပါရဲ့ဘလို့ဥပညာရှင်မောင်နှမတွေလည်းဆိုတာပရိသတ်တွေတည်ကြရည်လားဆိုတာကြည့်လိုက်ရအောင်နော်နံပါတ်1နန္နာလိုက်နဲ့စိန်ဖြိုးလိုက် ်ပြည်သက်ချင်းနန္နာလိုင်းနဲ့စိန်ဖြိုးလိုင်းတို့ကတော့မောင်နှမတွေဖြစ်ကြပြီးမြမပြည်ရဲ့ချမ်းသာဆုံးတထေးချီဈေးကဘာခင်ရွှေရဲ့မျိုးဆက်တွေဖြစ်ကြပါရယ်သူတို့နဲ့ဦးဟာအပြင်မှာမွန်နမလို့တည်ကြတဲ့သူတွေနေပါရင်မိသမီနန္နာလိုင်းဟာဒုက္ခဒုက္ခကဒီတိကျအောင်မြင်မှုတွေရှာခဲ့တဲ့မိသမီဖြစ်ပါရင်သူမကအောင်မြင်နေချိန်မှာအိမ်အောင်ကျသွားတဲ့အတွက်လေပရိသတ်တွေကနှမျောနေကြတာဖြစ်ပါရင်စိန်ဖြိုးကတော့ရုပ်ရှင်တရုပ်ဆောင်ဖြစ်ပေမယ့်အခုလက်ရှိရုပ်ရှင်တွေမြိုက်တော့ပဲသူမျိုးသမီးလေးတရုပ်ဆောင်ရှိရှိနဲ့ခီးတွေသွားရင်ကဘာပတ်နေတာဖြစ်ပါရင် နနာလိုင်းအောင်မြင်သလောက်စိန်ဖြူဟာမအောင်မြင်မဲနဲ့စီဝါရေးနဲ့ခီးသွားတဲ့ဘက်မှာဝါသနာပါပြီးအာသာနေကြတာဖြစ်ပါတယ်။စိန်ဖြူနဲ့ရေရေပွေဖြူတို့ကလည်းအများအားကြားရတဲ့ခီးသွားဆောင်တွဲလေးဖြစ်ပြီး YouTube ဘလော့လေးတွေကိုလည်းအမြဲတင်ဆက်ပေးနေသူဖြစ်ပါတယ်။နမနဲ့ဝမ်မုံရွှေကြီးနဲ့နဒီရွှေကြီးဝမ်မုံရွှေကြီးနဲ့နဒီရွှေကြီးကတော့အနုပညာမောင်နှမတွေအများဆုံးသိကြမှာပါနော်။အချို့ပရိသတ်တွေကလည်းညီမတွေလိုသိကြပြီးအချို့ကလည်းဝမ်မုံရွှေကြီးမှာညီမလေးရှိရလို့မသိကြတာဖြစ်ပါတယ်။ဝမ်မုံရွှေကြီးနဲ့နဒီရွှေကြီးဟာညီမရင်းနေဖြစ်ကြပြီးတော့ ၂ရောင်စလုံးကအနုပညာမဝါဒနာပါပြီ။ဟိုမော်ရွှေကြီးကတော့ပို့ပြီးတော့ထူးချွတ်သူဖြစ်ပါတယ်။မြန်မာလေးဖြစ်တဲ့နေဒီရွှေကြီးဟာအိမ်အောင်စိုးချသွားခဲ့ပြီးတော့တားလေးတယောက်ကိုလည်းပိုင်ဆိုင်ထားပါတယ်။ဟိုမော်ရွှေကြီးကတော့2024ခုနှစ်အကယ်ဒမီမှာသုံးစုမြောက်ရွှေစည်ရုပ်ထုကိုစုခုရရှိခဲ့သူလည်းဖြစ်ပါတယ်။နေဒီရွှေကြီးကတော့အခုဆိုရင်စီးပွားရေးလုပ်ငန်းတွေမှာဦးစီးပြီးအငယ်ဆုံးလေးဖြစ်ပေမဲ့မိမအောင်ကိုရတဲ့တမီးလေးဖြစ်ပါတယ်။ပရိသတ်တရားရော မမောက်ရွှေကြီးနဲ့နဒီရွှေကြီးဟာညီမတွေဆိုတာသိကြရလားနော်။နှစ်ယောက်လုံးရဲ့ထူးချွန်မှုစမ်းကတော့မင်းသမီးဦးမောက်ရွှေကြီးကပို့ပြီးတော့အောင်မြင်ကြကြပါရင်။နံပါတ်3ရွှေမုံရည်ဒီနဲ့ငွေမုံရည်ဒီပြည့်တဲ့ကြီးဒီညီမနှစ်ယောက်ကိုတော့မသိရတဲ့သူမရှိတော့ပါဘူးနော်။ငယ်တဲ့ကနုပညာထူးကျင်တဲ့ညီမနှစ်ယောက်ဖြစ်ပြီးအကြီးဖြစ်တဲ့ရွှေမုံရည်ဒီကတော့ပို့ပြီးတော့အောင်မြင်ကြကြပါရင်။ရွှေမုံရည်ဒီကိုအချို့ပြည့်တဲ့တွေကအချိန်မင်းသမီးလေးလို့တင်စားခေါ်ပေါ်ခဲ့ပြီးအခုဆိုရင်တော့ဆိုတော့ရွှေထူးနဲ့ရွှေရွှေကြီးထက် လက်ထပ်လိုက်ကြပြီပဲဖြစ်ပါတယ်။အင်နာသက်ခရင်တိကျော်ပြီဆိုပေမဲ့လည်းတာသမီရနာလိုခြေကြသူများလည်းဖြစ်ပါတယ်။ရှင်မုံရတီနဲ့ဝီမုံရတီဟာအစိုးရရွှေထူးရဲ့တေးပြမှုတွေကြောင့်အခုဆိုရင်တချဲလေးတွေတီးဆိုလာကြပြီးလူကြိမ်များအောင်မြင်နေကြသူတွေဖြစ်ပါတယ်။ရှင်မုံရတီနဲ့ရွှေထူးအတွဲညီညီတီးဆိုထားတဲ့မိုးဆက်များကပြောစောတချဲဟာလည်းအောင်မြင်ဆုံးတချဲဖြစ်ခဲ့ပြီး အခုဆိုရင်ဝင်းမုံရည်လေးကလည်းရွှေထူးနဲ့တူရှိုးဝဲမှာတချင်းနဲ့တူလိုက်ဆိုပေးနေတာပဲဖြစ်ပါရည်ဒီတော့ပရိသတ်ကြီးဒီနိပညာတိုင်ဝိုင်းတွေကညီမတွေမောင်နှမရင်းတွေလိုပရိသတ်တွေတည်ကြတဲ့အနုပညာရှင်ဆိုရှယ်များကိုလည်းပြောခဲ့ပေးပါအောင်နော်အာဘိနာစီခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလေးစေဝေစားစရာကောင်းတဲ့ဆယ်လီတွေနိပညာရှင်တွေရဲ့တိနေတူပြလာခဲ့ပါအောင်မယ်ရှင်ဒီဒီရောက်လောင်းနေပဲနှုတ်ဆက်ခဲ့ကြပါရည်